1381ခုနှစ်ရာသုလပိ60ရက်2020ပြည်နှစ်ဇန်နဝါရီလ16ရက်တနင်္ဂနွေနေ့မန္တလေးတိုင်းဒေသကြီးအောင်မြင့်သာဆံမြို့နယ်မဟာဝိသုဒ္ဓရမအကြောင်းတိုင်မဟာတုလဝေယံကျောင်းတော်ကြီး၌ဆင်းခြင်းမပြုလို့အပ်သည်မဟာတုလဝေယံကျောင်းတော်ကြီးကျောင်းတော်ပူဇာအလှူတော်မင်္ဂလာအခမ်းအနားပတ္ထနာအပိသစကား ထီเจ้าနိုင်ကြီးကမမိသလောက်ပြန်ပြောရမယ်ဆိုလို့ရှင်1230ပြည့်နှစ်မှာမင်းတို့မင်းတရားကြီးနဲ့စမြမရှင်မိဘရားကြီးတို့ကဒီနေ့ရရွေးချယ်ပြီးတော့မဟာဝိသုဒ္ဓရမဆိုတဲ့ကပီးတင်ထားတဲ့เจ้าနိုင်ကြီးတိုင်ကိုဆောက်လုပ်ကြတယ်အလဲဘဟုเจ้าတော်ကြီးကိုမဟာတုလဝေယံလို့နာမည်ပေးတာအဲเจ้าကြီးတွေမရှိတော့ပါဘူး ဒါကျောင်းပြဝုန်ကြီးကတော့မပြတ်မစီရှိနေသေးတယ်1230ပြည့်နှစ်ကဆောက်လုပ်ပြီးတော့မတ္တပိတာပြောရမယ်ဆိုရင်မဟာပုစရာတော်ကြီးကိုအမတ္တမလေးစားတယ်မဟာပုစရာတော်ကြီးကိုရွှေချင်းစရာတော်ကြီးကလည်းလေးစားတယ်အဲ့ဒီမဟာပုစရာတော်ကြီးကိုဒီကျောင်းတက်ကြီးကိုလှူဒန်းတယ်လို့သိရပါတယ်မဟာပုစရာတော်ကြီးကတောရကျင့်သုံးတဲ့ဆရာတော်ကြီးဖြစ်သည့်အတွက်ကြောင့် ဒီကျောင်းတက်ကြီးကိုပရိယပฏิပတ်စေကတိုးတက်အောင်ရွှေချင်းဆရာတော်ကြီးကိုတွေ့အပ်တယ်ရွှေချင်းဆရာတော်ကြီးကမှသူ့ရဲ့တပည့်ကြီးဖြစ်တဲ့မဟာဝိတ္တဒ္ဓရမဆရာတော်ကိုတွေ့အပ်ခြင်းပဲဖြစ်တယ်အဲ့တော့ဝိတ္တဒ္ဓရမဆိုတဲ့ကျောင်းတက်နာမည်ဖြစ်ပေါ်လာပုံကမင်းတို့မင်းတရားကြီးတို့ကပီးတင်ခဲ့တဲ့အမည်နာမပဲဖြစ်တယ် ဟာဝိတုဒ္ဓရာမဝိတုဒ္ဓစင်ကြယ်သောအာရမအရန်ကြောင်းတိုက်ဆိုတဲ့အထိပဲ။သို့တော့တောင်းဝန်ယူပြီးတော့လက်ခံပြီးဆောင်ရွက်တဲ့ရွှေကျင်တိုင်းမှာဒုတိယမြောက်သာသနာပိုင်လို့ခေါ်တဲ့မဟာဝိတုဒ္ဓရာမဆရာတော်ကြီးရဲ့ပွဲကအရှင်ဝိတုဒ္ဓစာရလို့မသိတဲ့ပုဂ္ဂိုလ်တွေကတော့ ်ဆရာတော်ကြီးရဲ့ဘွဲနဲ့ဒီเจ้าနိုင်ကြီးဖြစ်ပေါ်လာတယ်လို့ဒီလိုထင်ကြ။အမှန်ကတော့ဆရာတော်ကြီးလက်မရောက်ခင်ကတည်းကမင်းတို့မင်းကြီးတို့ကကပီးစာရန်ဆွဲတဲ့အခါမှာဘာဝိတုဒ္ဓရမဆိုတဲ့เจ้าနိုင်အမိပေးခဲ့ပြီးသားပဲဖြစ်ပါ။အဲ့တော့ဒီနေရာမှာကြီးပွားတိုးတက်လာအောင်မဟာဝိတုဒ္ဓရမဆရာတော်ရဇဂုရုဘွဲတစိတ်တော်သုံးတတ်ရတဲ့ မာဝိသုဒ္ဓမဆရာတော်ဘုရားကြီးကဥဆောင်ပြီးတော့ဒီနေရာမှာ ကြီးပွားတုတ်တဲ့အောင်လှူဆောင်ခဲ့တဲ့ကျောင်းတိုက်ကြီးနောက်ပိုင်းကျမှဒီကျောင်းတိုက်ကနေပြီးတော့အင်္ဂလိပ်လက်ထက်ရောက်တဲ့အခါမှာနန်းရှိမှာလူတွေကနေနေမရှိတော့စွန့်ကွန်းနေရအနောက်ပြင်ကိုရွှေ့ကြတဲ့အခါမှာအနောက်မဟာဝိသုဒ္ဓရုံတိုက်တဲ့ဆိုတာဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ရှေးရခင်ကနန်းတော်ရဲ့ရှေးမှာလူနေရပ်ွက်တွေမရှိဘူးလို့သိရပါတယ်။ဘုန်းကြီးကျောင်းတိုက်ကြီးတွေပဲ၁၈တိုက်တောင်မြောက်တန်းလေးရဲ့တည်ရှိတယ်မို့။အဲကျောင်းတိုက်ကြီးတွေဟာအစင်လာတမိုင်းကျောင်းမထိန်သိမ့်နိုင်သည့်အတွက်ကြောင့်ကျောင်းတိုက်ကြီးတွေဟာအစိမ့်စိမ့်မွားမွားဖြစ်သွားပြီ။သို့တော့ကျောင်းတိုက်မပြက်မကွက်ကျောင်းရမပြက်ရှိနေသေးတဲ့ကျောင်းကြီးတွေတော့ကျန်သေးတယ်။ ဘရင်လက်ထက်ကလေးကစီမံဆောင်ရွက်ထားတဲ့ဒီကျောင်းတိုက်ကြီးဗဟုပြုပြီးတော့ရွှေကျင်ကန်ကြီးဟာလေတန်ဃာရီတစားတစားမြားပြမန္တလေးတောင်ကြီးရဲ့မြောက်ဖက်မှာရွှေကျင်ဆရာတော်ဤသတင်းသုံးနဲ့မဟာဓမ္မဒီပိကာရမကျောင်းတိုက်ကြီးကိုဗဟုပြုပြီးဝဲရကျောင်းတိုက်လေးတိုက်နဲ့ရွှေကျင်ငါးတိုက်ဆိုတာတည်ထောင်ပြီးမင်းတို့မင်းကြီးကလှူဒါန်းနေတာဖြစ်တယ် ရှေခင်ကတောအဲ့ဒီကောင်းတိုက်တွာတောရကောင်းတိုက်တွေသာဖြစ်တယ်မြို့နဲ့ဆက်ဆက်ပြီးတော့မနေဘူးခဏိတော့မြို့ထွင်းရောက်သွားပြီလို့ပြောရမှာဖြစ်ပါအဲ့ဒီလိုတစားတစားနဲ့သာသနာတော်ကြီးပွားအောင်ဆောင်ရွက်လာတဲ့ဒီကောင်းတိုက်ကြီးကမှာရွှေကျင်ကန်ကြီးကိုဆက်ဆက်ထိမ့်သိမ့်လာခဲ့တဲ့ဆရာတော်ကြီးတွေထဲမှာဒုတိယမြောက်မဟာဝိသုဒ္ဓရမဆရာတော်ကလည်း ဒီဒီကြောင်းတိုင်းမှာသတင်းသုံးပြီးနောက်ပိုင်းကျမှအနောက်ဝိသုဒ္ဓါတော်ကိုပြောင်းရွှေ့သတင်းသုံးတာဖြစ်ပါဒုတိယတတိယမြောက်ဖြစ်တဲ့ဒီပိရင်ဆရာတော်ဆိုတာပရမထသက္ခုကျမ်းကိုရေးတဲ့စကလုံးအမတန်မှလှပတဲ့စကလုံးတွေသုံးပြီးတော့လေးနဲ့တဲ့တရားတွေကိုရေးသွားတာတထာကိုပညာဆောက်မှလမ်းဖြောင့်သည်ပညာကိုတရားဆောက်မှလမ်းဖြောင့်သည်ဆိုတဲ့ အရေးသားတွေနဲ့ရှင်းသွားတယ်ပရမထသကုကျမ်းဆိုတာရှင်းတယ်အဲဒီသကုကျမ်းပရမထသကုကျမ်းကိုရေးတဲ့တတိယရွှေချင်းသာသနာပိုင်းဒီပင်းဆရာတော်ကြီးကလည်းဒီမှာသတင်းသုံးသွားတယ်နောက်ပင်းစမမြောက်ချမ်းသာကြီးဆရာတော်ဆိုတာလည်းမဟာဝိသရောင်ဆိုတော်ကြီးနဲ့အတူတကွာဒီမှာသတင်းသုံးခဲ့တဲ့ဆရာတော်တွေပဲတော်တော်များများရောင်ရွှေကံကြီးပရိယတ်ဒီစာသင်၌ဆရာတော်ဘုရားကြီးဟာလည်းပဲဒီတိုက်ထွက်ပဲငယ်စဉ်က ဌိနကယမီသိင်းကြောင်းမှနေပြီးတော့စတဲ့သွားတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ပေါ့အဲ့တော့ပြောရရင်ဒီเจ้าနိုင်ကြီးဟာရွှေကျင်သာသနာပိုင်းนี่ကိုမွေးထုတ်ပေးတဲ့เจ้าနိုင်ကြီးဖြစ်ပြီးဒီယနေ့ခေတ်ကာလမှာအနည်းငယ်မိမ့်မနေသလိုဖြစ်တော့ဘုန်းကြီးတို့1380ပြည့်နှစ်ကအောင်မြေသာဆံမျိုးနယ်လုံးဆိုင်ရာ ရွှေကျင်ဤကာယဝိနည်းဆက်ပြမွေးကို ညတရားဟောပေးဖို့ပြင်တဲ့အခါမှာတရားလာပြီးတော့ဟောတယ်။တရားနာပရိသတ်ရဲ့၄ဘုံ၃ဘုံတော့သာဆန့်တဲ့ကျောင်းသေးသေးလေးမှာဓမ္မယုံသေးသေးလေးမှာတရားဟောတော့ဒီမှာကျောင်းကြီးကြီးမရှိဘူးဆိုတာသိရလို့ဆောက်လို့လှူဒန်းနေတဲ့စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။နှစ်လအတွင်းမှာပဲဒီနေ့ကမြေတက်လှုပ်ပြီးတော့ကျောင်းတိုင်းဆရာတော်တွေ မဟာဝိသုဒ္ဓဓမ္မကျောင်းတိုင်းမှာသတင်းသုံးနေကြတဲ့ကျောင်းတိုင်းဆရာတော်အားလုံးရဲ့သဘောတူညီခြင်း ਨੇ ဒီနေရာလေးကိုဒီကျောင်းဆောက်ဖို့အစီအစဉ်ဖြစ်ပေါ်လာခဲ့ပါမတည့်ပြီးတော့ဆောက်တူတော့တရားရကမတွေကသူစေရနာနဲ့မတိုက်တွန်းရပဲနဲ့အလိုလျောက်လာရောက်ပြီးတော့လူလူတန်းကြတာဖြစ်ပါတယ်အားလုံးဒီကျောင်းတိုင်းကြီးကိုဆောင်းလုပ်တဲ့အခါမှာဝီနီစီကန်းနဲ့ပတ်သက်ပြီးမအမယား ဘာတစ်ခုမှမရှိပဲနဲ့တဏ္ဍပြမြကပိယကာရကတွေစီမံဆောင်ရွက်တဲ့ဤနဲ့ဆောက်လို့လူတန်တာဖြစ်လို့ဒီဝိနည်းတိတ်ခဘုံနဲ့ပတ်သက်ပြီးတော့ဒီသံဃာတော်ရှင်မြတ်တွေဟာစိတ်တဏ္ဍနဲ့ဒီเจ้าနိုင်ကြီးကိုပေါ်မှာဝတ်တဲ့ဝကစာအစာချခြင်းအလုပ်တွေကိုဆောင်ရွက်စေချင်ပါတယ်ပြီးတော့ဒီเจ้าနိုင်ဟာလောကီစည်းကမ်းဥပဒေတွေနဲ့လည်း လက်ရှိနိုင်ငံတော်စီကံနဲ့လည်းအညီညီတန်းလှုပ်တဲ့အချိန်တုန်းကမန္တလေးတိုင်းတိုင်းဒေသကြီးဆိုရဖွဲ့တက်ရောက်လာတဲ့အခါမှာတည်ဆောက်လို့ရလှုပ်တဲ့အခါမှာစီမင်းစီကံအတိုင်းဆောက်ချင်ပါတယ်ခွင့်ပြုချက်အမိတ်ရချင်ပါတယ်လို့ပြောတော့မြို့တော်ဝန်ကြီးတို့ကအားလုံးညတွင်ချင်းအမိတ်ထုတ်ပြန်ပေးုံမြတ်မကား အခွန်အခပါကွင်းလွတ်ခွင့်ပေးတာအထူးကျေးဇူးတင်ပါတယ်ဒီเจ้าကြီးဟာဒီဆောက်လုပ်ရေးအခွင့်အမိန့်နဲ့ဆောက်လုပ်ထားတဲ့เจ้าဖြစ်ပါစီရင်ဥပဒေအရဆောက်လုပ်ထားတဲ့เจ้าဖြစ်ပါနောက်လည်းပဲဆက်ပြီးတော့မိုးတွင်ကလာမှာဆိုရင်ဒီเจ้าနဲ့ကြီးကရေမြုပ်နေတတ်ပါတယ်အဲ့ဒါကိုလည်းမန္တိတရားအစိုးရအဖွဲ့အနေနဲ့ရေမြုပ်ချင်းပေးရနေကင်းဝေးအောင် ရေရေ drainage system တွေကောင်းအောင်ဆောင်ရွက်ပေးပါလို့မေတ္တာရခခြင်းပါတယ်ဒီကြောင်းမှနေထိုင်ကြတဲ့တန်ခါတော်ရှင်မြတ်တွေစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေနိုင်အောင်ဒီပိုးတွင်ကာလမှာအထူးကြည့်ပြီးတော့တန်ရှင်းတရားချင်းရင်ကင်းအောင်စီမံဆောင်ရွက်ပေးကြပါလို့အရကဒီကြောင်းနဲ့ကြီးဟာနှစ်ပေါင်းကြာလာတဲ့အခါကျတော့တဘာဝတရားအလျောက် နည်းနည်းအိုမင်းရော့ရဲပြီးတော့လာတယ်ရှေးဟောင်းအကြောင်းကြီးတွေဒီမှာနှစ်ခုရှိပါသေးတယ်အလုံးသမိုင်းဝင်ရှင်မီးတင်မိဖုရားရဲ့အကြောင်းနဲ့ကျင်းမြင်မိဖုရားအကြောင်းဆိုတာမူလအတိုင်းပဲရှိနေသေးတယ်အသားတွေနဲ့ဆောက်ထားတာဒါလည်းပဲထိမ့်သိမ်းဆောက်ရွှံ့အောင်မယ်အမွေနှစ်တွေပါပဲအဲ့တော့ဒီကျောင်းထဲထဲမှာရှိနေတယ်။တာမန်ကျောင်းထဲတွေနဲ့မတူတာကတော့ ဒီထဲမှာရေကျုံဆိုတဲ့ရှေးစနစ်နဲ့ရေကျုံပတ်ထားတာတွေ့ရပါတယ်အဲ့ဒီရေကျုံကလည်းပဲခုချိန်မှာတော့တန်တန်ပြန့်ပြန့်သိပ်ပြီးတော့မရှိတော့ရေကျုံနဲ့ရေကန်နဲ့စီမံဖန်တင်းထားတဲ့ကျောင်းတိုက်ကြီးဖြစ်ပါတယ်ရှေးမူလလက်ရမပြတ်ထပ်မံပြီးတော့ပြင်ဆင်ပြီးဒီကျောင်းထဲမှာသတင်းသုံးကြတဲ့တန်ဃာတော်ရှင်မြတ်တွေစိတ်ချမ်းသာကိုချမ်းသာပြည့်ရပြฏิပတ်လုပ်ငန်းတွေကိုပြုလို့ဆောင်ရွက်နိုင်ရန် ရှိတမ်းပြီးတော့ဒီเจ้าနိုင်ကိုဆောင်းလို့လှူဒန်းတာဖြစ်လို့လှူဒန်းကြတဲ့တက္ကရဝါးတွေကလည်းတိုက်တွန်းနှုတ်ဆော်ရခြင်းမရှိဘဲနဲ့เจ้าဆောက်တဲ့တို့တရင်ချတာနဲ့သူတရတရားလျောက်လာရောက်လှူဒန်းကြတာအလုံးစုစုပေါင်းသိန်း3000ကျော်လှူဒန်းကြတာဖြစ်ပါတယ်။ဘုန်းကြီးတို့ရဲ့နဝကမ္မကပ္ပိယကာရကလှူရတာသိန်း3000အလုံးသိန်း6000ကျော်ကုန်ကြပြီတစ်နှစ်အတွင်း ရှင်းလာတဲ့ဒီเจ้าကြီးဟာပြီးစီးသွားပါဒီနေ့ဝိနည်းဆက်ပြန်ပွဲမှာဒီเจ้าအောက်ထပ်မှာဓမ္မသဘင်ရှင်ကျင်းပနိုင်လို့နေ့စဉ်နဲ့အမျှအခုဒီဘက်မှာသရင်သုံးနေတဲ့ဒီเจ้าတကြီးရဲ့မဟာနာယကယရဏဘုံမြင့်ဆရာတော်ကြီးကလက်ပြငါကစာပြီးတန်ဃာတွေဒီဘောမှာမနေ့ညနေနဲ့ဝတ်တဲ့ဝတ်ကစတင်ပြီးတော့လုံမယ်လို့အမိတ်ရှိပါတယ် ခရိုင်းဒီကျောင်းထဲမှာရှိတဲ့တန်ခါ120လောင်းဟာတနေရာတည်းစုဝေးနိုင်တဲ့အလုံးစုဝေးနိုင်တဲ့နေရာမရှိပါဘူးကျောင်းလေးတွေချင်းနေတော့ဒါကြောင့်မို့ဒီကျောင်းထဲကြီးပြီးရင်လက်ဖြင့်ကစာပြီးစာအန်စာတိုက်ဒီဖျားဝတ်တဲ့ဝတ်ကတ်ဆိုတာဖြစ်မှာဖြစ်ပါတယ်အနောက်ဒီကျောင်းထဲကြီးရဲ့ညီတော်လို့ပြောရမှာပေါ့ အနောက်မဟာဝိသုဒ္ဓရမတိုက်သိမဟာနာယကဆရာတော်ကဟိုဘက်ကသရင်သုံးနေတဲ့ဆီရှင်ဆရာတော်ပဲဖြစ်ပါဒီဆရာတော်နှစ်ပါးဟာမဟာဝိသုဒ္ဓရုံကျောင်းတဲ့ကြီးညီအကိုကျောင်းတဲ့ကြီးနှစ်တိုက်ရဲ့မဟာနာယကကြီးတွေဖြစ်သရင်သုံးနေတာဖြစ်လို့ဆရာတော်ဖျားကြီးများကိုလည်းပဲပန်းချလျှောက်ထားပါတယ်ဒီကျောင်းတဲ့ကြီးနှစ်တိုက်စလုံးမှာသာသံပိသံနဲ့ အတန်ကြားပြီးတော့ပရိယတ္တိဘက်ကတိုးတက်လာတဲ့ကျောင်းလိုက်ကြီးဖြစ်အောင်ပရိယတ္တိဘက်ကတိုးမြင့်ပြီးတော့ဟိုဆောင်ရွက်ပေးတော်မူကြပါလို့။ဘာကြောင့်လို့ဆိုရင်ကျောင်းလိုက်တရရဲ့အသက်ဟာစာပေပရိယတ္တိပဲဖြစ်ပါလေ။စာပေပရိယတ္တိသင်ကြားဆောင်ရွက်နေမှမျိုးဆက်သစ်တွေပေါ်ထွက်လာပြီးတော့ကျောင်းလိုက်ကြီးရဲ့အသက်ဟာရှင်သန်နေမှာပဲဖြစ်ပါလေ။ပရိယတ္တိယေဝသာသနာ့တမူလံလို့ဆိုတဲ့အတိုင်း သင်ယူခြင်းပို့ချခြင်းဆိုတဲ့အလုပ်ဒီမြတ်စွာဘုရားသာသနာတော်ရှိတည်တခြင်းရဲ့အကြောင်းရင်းစင်စစ်ဖြစ်တာဖြစ်လို့စာသင်ခြင်းစာချခြင်းဖြစ်တာလည်းကြောင်းလိုက်ကြီးတွေစင်စစ်မပြတ်ထိမ့်သိမ့်ဆောက်ရှောက်ပြီးမြတ်စွာဘုရားသာသနာတော်ကိုလည်းပဲထိမ့်သိမ့်ဆောက်ရှောက်နိုင်မှာဖြစ်တယ်ဆိုတာအလုံးအတိပဲဖြစ်ပါတယ်ဒီကြောင်းလိုက်ကြီးနှစ်တိုက်ဟာမူလကလေးကညီနောင်ကြောင်းလိုက်ဖြစ်သည့်အတွက်ကြောင့်အခုတခါအစ်စ်တဖန်ညီနောင်ကြောင်းလိုက်အဖြစ် ပြန်ပြီးလက်တွဲပြီးတတိုင်းတတိုင်းအာပြုကစပိပို့ချတင်ကြားကြခြင်းအပြင်เจ้าနိုင်နှစ်တိုက်ဟာလက်တွဲလို့ပရိယတိသာသနာမှာထင်ရှားတဲ့เจ้าနိုင်ကြီးဖြစ်စေခြင်းပါလေဒါကတပည့်တော်ရဲ့အာသီသာစကားပါပဲကြည်ကြောင်းတဲ့ဆောက်လူတန်းချင်းနဲ့ပတ်သက်ပြီးတော့ကပြေးမော်ကုန်းထိုးထားတာမန္တလေးရဏဘုံနေပြီးတော့ရွှေနန်းတော်ကြီးအရှိတ် ။တရားပြန်ပြူသောမြေခွန်းထိုင်။မင်းတို့မင်းတရားကြီးနဲ့ဆရာမရှင်မိဖုရားကြီးတို့ကမြတ်မသက်ကရက်1230ပြည့်နှစ်တွင်လှူဒန်းအပ်တော်။မဟာဝိသုဒ္ဓရမကျောင်းတိုက်ကြီးအတွင်ဘာမောကချုပ်ဆရာတော်ဖရဏ္ဍနန္ဒမလာပြီးဝန်သာရွှေရှင်နိဂါယဥပဝေထမဟာနာယကအမှုရှိသောတတိတ ਾਇ ကတ ਾਇ ကမများ စုပေါင်း၍ မဟာဝိသုဒ္ဓရမကျောင်းတိုက်သံဃာတော်များပရိယပฏิပတ်သာသနာအလုပ်အားထုတ်ရ၌လွယ်ကူချမ်းသာစေရန်ရည်တမ်းလျက်ဆောက်လုပ်အပ်သောဤမဟာတုလဝေယံကျောင်းတော်ကြီးကိုသာသနာတော်နှစ်2563ခုသုံးနှစ်ကောဇာတက္ကရီ1381ခုနှစ်ပြာသူလဝိကျော်10ရက်ခရစ်နှစ်2020ပြည့်နှစ်ဇန်နဝါရီလ19 16ရက်တနင်္ဂနွေနေ့နနက်9နာရီအချိန်တိုင်းခန္ဓာစတင်၍ယဟန်ရှင်သူတက်ရောက်ကြီးညိုသူများဤရှေ့မှောက်၌ရွှေချင်းနိကာယဝိနည်းသာသနာတော်အတွက်ရှေးဆက်သွန်းချလှူဒါန်းအပ်ပါသတည်းမတုလူဝေယံကြောင်းတော် မန္တလေးမြို့စီပင်သာရေးကော်မတီဇန်နဝါရီလ17ရက်2019နေ့စွဲပါခွင့်ပြုမိအမှတ်1မြင်းဆောင်3963 3968ပြီအနံ90ပြီအာစီနှထအဆောက်သူမုံဥက္ကပါကေကျွေပြားခင်းစတင်သည့်ရက်ဖေဖော်ဝါရီလ9 2019ခုနှစ်ဖေဖော်ဝါရီလ9ရက်ပြည်စည်းသည့်ရေဆွဲ ကျွန်တော်ဒီဆင်မှာ31ရက်2020ပြီ။ဟော31ရက်ဟော။ကျက်သိန်းပေါင်း6150နှစ်ကျက်ဖြစ်ပါသည်။အာလုံသာဓုနုမောရဏခွန်နိုင်ကြပါစေ။သာဓု။